ေးမိမိယောက်ကမကြီးယောက်ခိုင်ဆိုတော့သူကသူမိုးတရားနေရလားတော့မပြောတဲ့တပုတ်တပုတ်ရိမ့်မယ်ယောက်ကမကြီးနဲ့တပုတ်ရိမ့်မယ်ဆိုတာမနေ့ကသူကစုပ်ပြက်နေရပါပဲပွဲစည်းလျှောက်တာဆိုတော့အဲတပုတ်တွေရိုက်ကြပါလေမိမိကြီးရဲ့မိအဖအဒီမှာလွတ်လို့မသမီးကိုတက်တက်တည်းရခိုင်ရအောင်ပေါ်ထုတ်မယ်ဟိုရိုက်ရရိုက်တဲ့အိုက်တာတွေလက်တော်များလာတာပေါ့နော်ဆိုတော့ကိုရတဲ့နေရာလေးတည်းတော့နည်းနည်းတော့ရော့ကုန်တာပေါ့လေရိုက်ခွင့်ကတော်တော်လေးနေသွားတာလေဒါတော့တော်သေးတယ်လို့ဒီတဆူရတာလေးလို့ဆိုတာ ူလလောဆေကတော့ရာဇဝင်ကိုနဲ့အဲ့ပကံမှာမိုးရွာတုန်းကဇလန်တွေကတော့ပြီးသွားပါပြီပြီးတော့လာဇက်မှာတော့ပင်တရာတက်စရာလေးတော့ရှိပါတယ်ဟုတ်ကဲ့ပါဇလန်တွေထဲမှာတော့ဒီကားကတော့တကယ်လုတ်ကွဲအရာဆုံးပါပဲတော်တော်လေးလေးလုတ်ကွဲရပါတယ်ဟုတ်တယ်မိမိကြီးဒေါ်စန်တာကပဲရင်မဲထားလိုက်တဲ့အတွက်အားလုံးက ဒါရင်မဲ့မျိုးစုံတွေထားကုန်တော့တာလေတမတ်မှုတွေများကုန်ကြတော့တာမင်းကကိုတလစ်ပွဲစီရှောက်လိုက်သေးတယ်ဒီကမနေနဲ့ရှောက်လိုက်သေးတယ်ကိုတလစ်ပွဲစီရှောက်လိုက်တော့အာမင်းမေးမင်းမေးရောက်ကမကြီးရောက်ခိုင်းဆိုတော့သူကသူမိုးတရားနေရလားတော့မပြောတတ်အတပုတ်တပုတ်ရိမ့်မေးရောက်ကမကြီးနဲ့တပုတ်ရိမ့်ရယ်ဆိုတာမင်းကသူကစုပ်ပြက်နေရပါပဲပွဲစီရှောက်တာဆိုတော့အတပုတ်တွေရိုက်ကြပါလေမင်းမေးကြီးရဲ့ကိုပါတယ်ကားဒါကိုကိုဒါသူအားပေးတဲ့အတွက်ဒါကိုဇလန်တွေကိုကြည့်တဲ့အတွက်ကိုကိုမင်းမေးကြီးမလဲတည်တယ်ဒါဒီလိုအားပေးရဆိုရအရန်ဝမ်းသာတာဗော တကယ်ကံကောင်းတာနောက်ပိုင်းရလေဟိုဘယ်လိုပြောမလဲဟိုမင်းသမီးတွေရာလေဒါလက်ရှိဘယ်လိုပြောမလဲလက်ရှိမင်းသမီးငယ်လေးတွေမဟုတ်မင်းသမီးကြီးတွေရာလေပြန်ပြီးရိုက်နေကြပြီဆိုတော့ဟိုရိုက်ရရိုက်တဲ့အိုက်တာတွေလက်တော်များလာတာပေါ့နော်ဆိုတော့ ကိုရတဲ့နေရာလေးတွေကတော့နည်းနည်းတော့ရော့ကုန်တာပေါ့လေဒါကိုအသက်ရွယ်နဲ့ဘာတွေလဲပါတာပေါ့နော်နောက်မင်းသမီးရဲ့အရန်ငယ်တာနဲ့ဒါမအေးနေရမှာဘယ်လိုမင်းသမီးလောက်ဘယ်လိုဇက်ဖို့လောက်ကိုသူစဉ်းစားသွားရည်လဲပါတာပေါ့ဆိုတော့ရိုက်ခွင့်ကတော်တော်လေးနဲသွားတာလေဒါတော်သေးတယ်လို့ဒီတဆူရတာလေလို့ဆိုတာတကယ်အမှန်ဖြစ်တယ်ပြောလို့ရပါတယ်ဒါပေမဲ့အပြောင်းတော့ပြောင်းသွားပြီထရန်ကတကယ်တော့ပြောင်းသွားပြီလူတွေရောဒီတရုတ်ဆောင်တာတွေရောဒရိုက်တာတွေရော တင်ပြမှုတွေတင်ပြပုံတွေလည်းတော်တော်လေးပြောင်းသွားတယ်လို့ထင်တယ်ဒီလိုပါပဲ generation ရောတစ်ဆက်ပြီးတစ်ဆက်ကသွားမှာပဲကောင်းပါတယ်ဒါကိုကိုရုပ်ရှင်လောကကြီးမပြောင်းမပြတ်ဘဲနဲ့တဖြည်းဖြည်းနဲ့တိုးတက်လာတာတော့တကယ်ကောင်းပါတယ်ဒီလိုပဲဟိုတော်တော်ကများလာတယ်ဒါ යි တာအစ်စ်တွေလည်းတော်တော်များလာတာတွေ့ရတယ်ဟုတ်တယ်အများကြီးကျုပ်ဆောင်တွေလည်းအများကြီးကျုပ်ဆောင်တွေလည်းအများကြီးပဲဟုတ်တယ်ရိုက်နေကြတယ်အများကြီးပဲရိုက်နေကြတာပဲအများကြီးရိုက်နေကြတယ်ဟိုကိုကိုဟိုဘယ်လိုပြောကိုဒေတာဒီလောက်ကြီးမရိုက်ရတာပေါ့နော်ကားကြီးဘောလေဒါပေမဲ့သူ့အနေနဲ့သူပေါ့ ရိုက်နေကြတာဒီကိုလည်းရိုက်ရတဲ့အနေချင်းရိုက်ရတာပဲအဲ့လိုပဲကိုရီရွယ်လေး supporting နေရတယ်ပါတော့ပါနဲ့ကိုအဖွဲနဲ့ကိုလူတော်ဖြစ်နေကြတာပေါ့နော်ပါကြတာတွေကလေအဲ့လိုဒီအေသူ group နဲ့သူဖြစ်နေတာပေါ့ဒီ director ဆိုလဲဒါဒီ director နဲ့အဲရိုက်နေကြရိုက်ရိုက်ဘူးနေကြအိုက်တာကိုအဲ့လိုတုံးလိုက်တာမျိုးတွေပေါ့နော်အခုတနည်းအားကားဆိုလဲနဲတယ်အခန်းမေမင်းဘုံရဲ့ကားဟိုနီတိုရဲ့အမေဆိုတော့အိုက်ကားဆိုလဲ၃စီးမဲပါပါလေဆိုတော့အိုက်ကားလဲနဲဒါကားကြီးပဲလို့ရှင်ကားကြီးပဲရိုက်တို့ရိုက်နေရပါတယ်အဲ့လိုပေါ့နည်း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 ပေါ့နော် ကားကြီးရအရန်လုတ်ခဲ့ရတဲ့ကားကြီးတော့မဟုတ်ဘူး။ဒါပေမဲ့အခုကိုစတီးရဲ့ကားတော့ကိုစီးရပြောသားရဲ့သူ2026 April မှာတော့တဲ့သူ့ရဲ့ကားအဲ့နာမည်ချိန်လိုက်တာပေါ့ရွှေအိုဘင်ဆိုပြီးတော့တော့ရွှေဘင်အိုလား။နော်နေအဲ့အဲ့ကားလေးအတင်ပါသူသူသူဇက်ကားလေးရုပ်ရှင်ရုပ်ရှင်ကားကြီးအဲ့မှာလုတ်ခွေရအဲ့ဒီမှာတော့ဒါဥရင်းလေးဟွာကဥရင်းလုတ်ထားတာဟိုခရီးမက်တီရရှင်ကြီးလုတ်ထားတာ ရင်ပြရဖြစ်ပြီးဟုတ်တုံဆောင်တာအော်ဒီနေ့ဒီနေ့တစောင်းတဲ့ထုံးစံတိုင်းပေါ့ရင်ပြမှာပဲပြီးသူရင်ပြမှာပဲအဲ့ဖြိုးရေးမတ်တပ်ပေါ့နော်တစောင်းတိုင်းဈေးရောက်ပွဲတော်နဲ့ဂီတာပွဲဂီတာပွဲအဲ့ဘန်တပ်ပေါ့နော်ရင်ပြမှာရှိရင်မတ်တပ်မှာပဲဟိုတို့တစ်နှစ်သုံးလေးဖြိုးရေးမှာပါဟုတ်ကဲ့တရက်နေ့သုံးရက်လာပြီနေ့ထိပါဟုတ်ကဲ့တက်ကနေလာပြီနေ့ထိ၄ရက်ပေါ့နော်၄ရက်ဖြော်ပြီးမှာပါလာရောက်အာလာရောက်အားပေးကြပါဦးလို့ပြောချင်ပါတယ်ဖိတ်ခေါ်ပါရှင်